ူကတော့ညီမလေးရဲ့အမှန်တမ်းပြောပြလို့ရှင်တော့ဖယ်မိဘမှာတော့ကိုယ့်ရဲ့တားယောက်ျားလေးကိုဒီလိုမျိုးတော့မဖြစ်စေချင်ကြဘူးအကိုဆိုလဲအကိုသားကိုပဲဖြစ်စေချင်မလဲဟုတ်တယ်မလားဒါပေမဲ့လဲလူဆိုတာကသူ့ရဲ့အကျိုးနဲ့သူ့ရဲ့အကြောင်းနဲ့သူ့ရဲ့ကံတရားနဲ့ဖြစ်လာတယ်လေဖြစ်လာတဲ့အပေါ်မှာကိုတော့ဒါကိုလက်မခံမဲနဲ့မှဟာအတင်းနေဖီအားတွေပေးမယ်အတင်းနေချုပ်ချယ်မယ်အတင်းနေဟိုပါပေါ့နော်ဟိုဖိနှိပ်မှုတွေလုပ်မယ်ဆိုလို့ရှိရင် ကာယကံရှင်ရဲ့စိတ်ထဲမှာလည်းပို့ပြီးတော့မှမွန်ချက်မှုတွေဖြစ်လာမယ်ပို့ပြီးတော့မှဒေါကကြီးကိုစိတ်ကုံလာမယ်အဟိုဒီဒန်တွေကိုသူခံရမယ်မိဘကကိုယ်စိတ်ကမပြောတာတမျိုးမိဘရဲ့ပြားချောင်းကတမျိုးစသဖြင့်ပေါ့လေဆိုတဲ့အခါလေးပါဟိုအကောင်းဆုံးကတော့မိဘရောသားသမီးရောအညိနိုင်ပြီးတော့မှဘဝကိုဘလို့ပျော်ပျော်လေးဖြစ်အောင်ဆက်သွားကြမလဲ။ LGBT ဆိုတော့လည်းလူသားပဲ။အမလူလူချင်းပဲ။အကိုတို့ကသူတို့ဘောမှာတူညီတဲ့တန်ဖိုးတစ်ခုပေးရမယ်။တူညီတဲ့ respect တစ်ခုအကိုတို့ကထားကိုထားရမယ်။ လူဖြစ်နေတယ်ဆိုကြတဲ့ဟိုကတန်ဖိုးကရှိထားပြီးသားလေကျန်တာတွေအားလုံးကတော့သူတို့ရဲ့ personal ကိစ္စတွေလေ personal ကိစ္စတွေကကိုရိုနာမပတ်သက်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုလူတွေမျိုးပေါ်မှာလည်း PR တွေမပေးပါနဲ့နော် PR တွေမပေးဖို့အတင်းအကျပ်တွေဟိုတိုက်တွန်းတာမျိုးတွေမလုပ်ဖို့အဲကိုရိုကသူတို့ဘက်ကနေပြီးတော့ရက်တည်ပြီးတော့ကိုရိုကနေပြီးတော့မှဒီကားလေးတက်မှာပြောပြထား